ကျွန်တော်တို့ပြည်သူအားလုံးမင်္ဂလာပါဗျကျွန်တော်မိဘပြည်သူတွေကိုပြောပြခြင်းနဲ့လူနှစ်ယောက်ရှိတယ်เนาะကျွန်တော်မြန်မာနိုင်ငံမှာပထမဦးဆုံးနံပါတ်1တဦးကြီးတော်လူတစ်ယောက်ကပြည်သူမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတစ်ရက်လုံးအားရောเนาะကဘာမှာရှိတဲ့ကဘာကြီးအားရောတည်တယ်နောက်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုတစ်ရက်လုံးကလည်းချစ်ကြောက်ယူတရတဲ့သူတစ်ယောက်ရှိတယ်အဲ့ဒီသူကိုတိတယ်ဆိုရင်နံပါတ်1ဆိုပြီးတော့ကျွန်တော်တို့မန်းလာပြီလို့ရပါတယ် ကိုယ့်ရဲ့ယင်ထဲမှာရှိတဲ့ဘသူလဲဆိုတာဆန္ဒပေါ့နော်ကိုယ့်ရဲ့ယင်ထဲဆန္ဒအတိုင်းဘသူလဲဆိုတာမှန်လာတယ်လို့ရအောင်နံပါတ်2ကသူလဲမြန်မာနိုင်ငံမှာပဲမွေးတယ်ဒါပေမဲ့မြန်မာပြည်သူတရက်လုံးကလည်းရုံရှားမုံတီးပြီးတော့ဆဲဆရာစကလုံးမရှိအောင်ဖြစ်နေတဲ့ကမ္ဘာအញ្ញံရဲ့အနေအထားလို့လည်းပြောလို့ရတယ်ဘသူလဲဆိုတာကို နံပါတ်2ဆိုပြီးတော့မိဘပြည်သူတွေရဲ့ရင်ထဲမှာရှိတဲ့အတိုင်းကျွန်တော်ရဲ့ကွန်မန့်မှာမှန်လာတယ်